Hello အားလုံးပဲမင်္ဂလာပါဖိုးဖိုးမိုင်းချင်းကနေကြိုဆိုပါတယ်ဆိုတော့ညကပဲကျွန်တော်တို့ဒါပရီးမီးယားလိပွဲစဉ်9ကိုကစားပြီးသွားကြပြီးမှကျွန်တော်တို့ဒါပွဲစဉ်10ပွဲလုံးကကျွန်တော်ပြီးသွားပြီပေါ့နော်ထုံးတာတိုင်းပဲကျွန်တော်တို့ဒါ weekend round နဲ့ကျွန်တော်လုပ်ကြည့်အောင်ပါပရီးမီးယားလိပွဲစဉ်9မှာတော့ပထမဆုံးဆိုသလိုကျွန်တော်တို့ဒါ Leeds United နဲ့ West Ham တို့ကရှင်ပြိုင်ကစားတယ်ဒီပွဲမှာတော့ Leeds ကအိမ်ဝင်မှာ2ဂိုးတကူဆိုတဲ့ကျွန်တော်ရလက်နဲ့ကျွန်တော်နိုင်တယ် West Ham အတွက်တော့တော်တော်ကိုတိုင်ပက်ရတဲ့ကာလာတွေဖြတ်သန်းနေရတယ်လို့ကျွန်တော်ပြောရမယ် နီးပြအပြောင်းလဲလှုပ်အပြီးမှာနူနူဆန်ဒိုးကိုခန့်ထားတယ်နူနူဆန်ဒိုးကိုခန့်ထားအပြီးမှာဝက်ဆမ်ကတရီတပွဲနဲ့လက်ကျန်ပွဲစဉ်တွေအကုန်လုံးကိုကျွန်တော်သာရှုံးနေထားတာဆိုတော့ဆန်ဒိုးရဲ့လက်ထက်မှာလုံးဝအနိုင်မရသေးဘူးပေါ့နော်ဒါဟာဝက်ဆမ်တော်တော်တော်လေးစိတ်ပူစရာပါဒါပေမဲ့လို့ကျွန်တော်တို့ဝက်ဆမ်တာဝန်ရှိသူတွေရဲ့ဘက်ကတော့နီးပြကိုထုတ်ပယ်အောင်မှမဟုတ်သေးဘဲနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာအားဖြည့်တဲ့နေရာတွေကိုအားဖြည့်ရင်းနေပေါ့နော်။နီးပြကိုဆက်လက်အချိန်ပေးသွားမယ်ဆိုတဲ့သတင်းတွေကျွန်တော်ကြားနေရတယ်။ဒါပေမဲ့တေချာတာတစ်ခုကတော့ West Ham အနေနဲ့တိထက်ပို့ပြီးတော့အချိန်ကြီးကောင်းဖို့သူတို့ကြိုးပမ်းမှကျွန်တော်ရမှာ။ West Ham ကလက်ရှိဆိုလို့ချင်းအဆင့်16ကိုကျွန်တော်ရောက်လာပြီ။သူတို့တဲ့ပူစိုးတာဆိုလို့တရားဒီလိုနိုင်ပွဲတပွဲမှမရှိတော့ဟိုဝူဘန်ဟန်တန်တသိမ့်မယ်ကျွန်တော်ကျင်တော့တာ။ ဆိုတော့ဝက်ဆမ်နီနဲ့ပေါ့နော်ကိုဝဲကစားပြီးတဲ့အချိန်မှာကျွန်တော်တပွဲပဲနိုင်သေးတယ်တပွဲတည်ကြပြီးတော့ခုနှစ်ပွဲအထိသူတို့ရှုံးနေထားတယ်အဲ့ဒီတော့ကျွန်တော်လက်ရှိရမှတ်ကလည်းလင်းမဲ့ပဲကျွန်တော်ရနေသေးတဲ့အချိန်မျိုးမှာဘလူးမန်အဆင်ပြေမနေပါဘူးကျွန်တော်တန်တက်ကလအတင်းတစ်ခုပြည့်တဲ့ league ကတော့ကျွန်တော်ဒါ၃ပွဲထိအနိုင်ရထားပြီးတော့အဆင့်၅မှာကျွန်တော်ရှိနေတယ်ဗောလေသူတို့အိမ်ဝင်လည်းဖြစ်တယ်ဆိုတော့ဒီလိုပွဲမျိုးမှာကျွန်တော်အနေနဲ့ဒါအနိုင်ရဖို့အတွက် ဒါမျောလင့်ထားကြတာကိုကျွန်တော်သူ့ရဲ့သူအနိုင်ရအောင်လုပ်နိုင်ခဲ့တယ်လို့ပဲကျွန်တော်ပြောရမှာပေါ့ဗျာဆိုတော့ဝက်ဆန်ကတော့ဒီထက်ပို့ပြီးတော့ခေါင်းအောင်သူတို့လှုပ်ပြမှကျွန်တော်ရတော့မယ်အချိန်မီပေါ့နော်နောက်တစ်ဘက်က Chelsea နဲ့ Sunderland မှာ တော့ Chelsea အတွက်တော့အိမ်ငွေမှရှုံးနေတာဖြစ်တဲ့အတွက်တော်တော်လေးကိုစိတ်ပျက်စရာပါ Sunderland ကကျွန်တော်ဒီယာဒီမှာသလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီ Tandem Club တင်းနေတယ်မှာအကောင်းဆုံးဖြစ်နေုံနေမကဘူး Premier League မှာပါသူတို့ကတော်တော်ကောင်းတဲ့ performance တွေကျွန်တော်ပြထားတာ Chelsea နဲ့မကန်ခင်တုန်းကလည်း Sunderland ကကျွန်တော်အနေနဲ့ဒီ Wolverhampton လိုအသင်းမျိုးကိုသူတို့အိမ်ငွေမှနှစ်ကိုးကိုးမရှိနေသူတို့ဒီအနိုင်ယူထားတယ်ကျွန်တော်တော့ဒီဘက်မှာ Chelsea နိုင်လိမ့်မယ်လို့ထင်တာပေါ့သူတို့ပြင် Chelsea ဘက်မှာသလို့ရှိရင် Champions League ဒီမှာလည်းသူတို့က9ပြည့်ဒီပါလေးအနိုင်ရထားတယ်ဆိုတော့ခါကျတော့နိုင်ရလိမ့်မယ်လို့ကျွန်တော်ထင်ထားတာဒါပေမဲ့လို့ Chelsea ရဲ့ခံစစ်ကတော်တော်ကိုရုပ်ပြည့်ဆင်ပြေကျွန်တော်ဖြစ်လွန်းပါတယ်။ကစားမားတွေအနေနဲ့ပေါ့နော်ဟိုဘယ်လိုပြောမလဲနောက်ဆုံးပေးလိုက်ရတဲ့ goal ဆိုလို့ရှိရင်တော်တော်ကြီးကိုပြောစရာဖြစ်လွန်းတာဆိုတော့ Maresca အတွက်ကတော့ကျွန်တော်ကတော့ဒီလိုအခြေအနေမျိုးတွေမှာနီးပြားကလည်းပဲခံစစ် setup တွေနဲ့ပတ်သက်လို့ရှိရင်တော့လိုအပ်တာတွေအများကြီးရှိတာပေါ့လေ။ဒါပေမဲ့လို့ဒီလိုပွဲတွေကကျတော့ကစားသမားတွေရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်စွမ်းအည်သွေးအားနည်းတာမျိုးတွေဒါအပြင်ကျွန်တော် ဟို quality အားနည်းတာမျိုးတွေကကျွန်တော်စကားပြောသွားတာပဲကစားမဖြစ်သူတွေရဲ့အရေးချင်းတွေကပြအဲ့လောက်ကြီးကြီးကျွန်တော်အဆင်မပြေဘူးတူစင်လို့ပဲကျွန်တော်ဖြစ်ဖြစ်ခြာလိုပါလို့ပဲကျွန်တော်ဖြစ်ဖြစ်တာမန်သုံးလို့ရပါတယ်ဆိုတဲ့အနေထားမှာပဲကျွန်တော်ရှိတာပေါ့နော်ကိုဝဲလို့လို level မျိုးကိုဘယ်ခံစစ်မှုမှမှန်း Chelsea မှာရှိမနေဘူး အဲ့ဒါကြီးကပြဿနာတက်သွားပြီးတော့နောက်ဆုံးကျွန်တော်အနေနဲ့ဒီတာဘီရဲ့ဂိုးကိုပေးရတဲ့အနေထားမျိုးမှာဆိုလို့ရှိရင်ချက်ချင်းဆိုသလိုနှစ်ယောက်တစ်ယောက်ဖြစ်နေတဲ့အနေထားမျိုးမှာဖျက်ခဲ့တင်တာကိုမဖျက်ဘဲနဲ့ဒီတိုင်းကြီးဟိုလမ်းကြောင်းကိုပဲ block ပုတ်လုံနေရင်းနဲ့သူတို့ပြေးလိုက်ရတာပဲဆိုတော့ Chelsea အတွက်တော့စိတ်ပြည့်စရာပါဘာလို့လဲဆိုတော့သူတို့အနေနဲ့9ဘွဲတွေဇက်တိုက်တီးပုံတော့ရနေပြီးတော့ ိမ်ဝင်းမှာပြန်ပြီးတော့နိုင်ပွဲတွေထည့်ယူဖို့ကြိုးပမ်းမဲ့နေထိုင်မှုမှာထိုင်မှုကြုံရတာဆိုတော့ Chelsea ကဒီရသည်ကိုးပွဲကစားပြီးတဲ့နေရာမှာသူတို့၄ပွဲနိုင်ထားတယ်၊၂ပွဲတည်၃ပွဲရှုံးထားပြီးတော့တိုက်စစ်က၁၈ဂိုးကဂျင်းနဲ့ဆရာကောင်းနဲ့တိုက်စစ်ဆွမ်းဆောင်ရပါဂိုးရလက်ကိုကျွန်တော်ဂိုးအရေးအတွက်ကိုကြည့်ရင်ဒါပေမဲ့လို့ခန်စစ်က၁၇ဂိုးကျွန်တော်ပြန်ပြီးထားရတယ် ਬ ောနော်အဲကြောင့်လို့တင်ပါဆိုလို့ရှင် Chelsea နေနဲ့ ခံစစ်မှာ error တွေတူးချင်းအမှားတွေเนาะအဲဘယ်လိုပြောမလဲဆုံးဖြတ်ချက်ချတာအားနည်းမှုတွေကသူတို့ကိုဒုက္ခပေးနေတယ်လို့ကျွန်တော်ပြောရမှာပေါ့နော်အဲနောက်တစ်ပွဲကတော့ကျွန်တော်က Newcastle နဲ့ Fulham ပေါ့လေ Newcastle အတွက်တော့ Champions League မှာနိုင်အပြီးမှာသူတို့ဘီမီကာကို၃ခုပြတ်နိုင်အပြီးမှာတကယ်ပြန်ပြီးတော့လိုအပ်ပါတယ်ဆိုတော့ပြည်တွင်းနိုင်ပွဲကိုသူတို့ပုံဖော်နိုင်ခဲ့တယ်ဆိုတော့ဒီပွဲက Newcastle အတွက်အရေးကြီးခဲ့တယ်ဘာလို့လဲဆိုတော့ Casilla Diaz ဒီမှာ Premier League မှာဆိုလို့ရှိရင်တော်တော်ကိုအဆင်ပြေမနေသေးလို့ပဲ ပရီးမီးယားလိမှာသူတို့အနေနဲ့ပေါ့နော်နိုင်ပွဲတွေပါတယ်သူတို့ရုံးခင်နေရတာလည်းမျိုးဒီပွဲမှာအနိုင်ယူပြထားတယ်အကပတိန်တယောက်ဖြစ်ကျွန်တော်ရှင်မင်းကစားခဲ့တဲ့ဒါဘရူနိုဂီမရက်စ်ကလည်းတော်တော်ကောင်းတဲ့ performance ကိုကျွန်တော်ပြသွားပြီးတော့ကြည်ကြည်လေးလေးရှိပါတယ်ဆိုတော့ Fulham ကိုသူတို့အိမ်ဝက်မှာအနိုင်ယူပြရတာတော်တော်ကိုကောင်းတဲ့ performance လို့ကျွန်တော်ထင်တယ်ဆိုတော့နောက်ထပ်တစ်ပွဲကလည်း Manchester United နဲ့ Brighton ပေါ့နီးပြဖြစ်တဲ့ Ruben Amorim အထွတ်တော့ တို့ဒါ၄ဘွဲ့ဆက်တိုက်ဆိုသလိုပရီးမီးယားလိမှာစပြီးတော့မဆိုရင်၃ဘွဲ့ဆက်တိုက်ဆိုသလိုပရီးမီးယားလိမှာစပြီးတော့အနိုင်ရတယ်ပေါ့နော်ဒါ Brighton လိုအသင်းမျိုးကိုကျွန်တော်အနိုင်ရခဲ့တာဖြစ်တဲ့အတွက်တော်တော်ကောင်းတဲ့အနေထားပါဘာလို့လဲဆိုတော့ဒီမနိုင်ငယ်မှာ Liverpool အသင်းကိုကျွန်တော်တို့အိမ်ဝင်တီးသွားပြီးတော့အနိုင်ယူပြထားပြီးတော့ Brighton ကိုကိုရီကအိမ်ဝင်မှာမနိုင်ကြတော်တော်ကြာပါပြီ၃နှစ်လောက်ကျွန်တော်၃ရာသီလောက်ကျွန်တော်ရှိပြီပေါ့နော်အဲ့လိုအနေထားမျိုးမှာ Brighton ကိုနိုင်အောင်ဆွမ်းဆောင်နိုင်ခဲ့တယ်ဆိုတော့ ဖီးအားတွေအောက်ရောက်နေတဲ့နီးပြပြတဲ့ရူဘင်အမိုရင်တို့ပွဲဆက်တွေနိုင်လာတဲ့အခြေအနေမျိုးမှာတော်တော်ကိုကောင်းလာပြီလို့ကျွန်တော်ပြောရမယ်เนาะဒါအပြင်ဘရိုက်တန်ရဲ့ဘက်ကလည်းတတိတိဖြစ်သွားနိုင်မယ်ပေါ့နော်ဒီအခြေအနေမျိုးတွေပါသူတို့ကနီးစက်ခဲ့သေးတာဒါပေမဲ့လို့အမ်ဘူမူဖာနဒက်စ်တို့ရဲ့ပါနက်မှုတွေကနေတဆင်ကျွန်တော်ဒါလီဂူကူမရှိလီဂူနှစ်ခုဆိုရဲရလနေကျွန်တော်တက်ကနိုင်နေပေါ့လေဒီဘက်မှာတော့မန်ချက်စတာယူနိုက်တက်ဘက်မှာတိုက်စစ်၃ယောက်ဆိုတော့ performance ကောင်းနေကျွန်တော်ပြသွားတယ်ကွင်းလင်ကကက်စမီရူနဲ့ဘရူနိုတို့ကလည်း performance ကောင်းနေကျွန်တော်ပြသွားပြီးတော့တော်တော်ကိုကောင်းတဲ့ ကစားအန်ကိုကျွန်တော်မြင်ခဲ့ရတဲ့ထိုက်တန်နဲ့ကျွန်တော်ဒါရက်လက်လဲရခဲ့တယ်လို့ကျွန်တော်ပြောရမှာပေါ့လေအဲနောက်တစ်ပွဲကတော့လီဗာပူးနဲ့ဘရန်ဖိုးတို့ရဲ့ပွဲပါကျွန်တော်ကျွန်တော်တိုက်တဲ့ကို defend လုပ်ဖို့ကြိုးပမ်းနေတဲ့ Liverpool အသင်းကလက်ရှိ Premier League နောက်ဆုံး၄ပွဲဇက်တိုက်ကိုကျွန်တော်ရှုံးနိမ့်ထားပါတယ်။ဒါဟာတော်တော်ကို စိတ်ပျက်စရာပါ။ Brentford ကိုကျွန်တော်အနေနဲ့သူတို့ကွင်းမှာသွားကစားရတယ်ဆိုတာက Liverpool အတွက်မှမဟုတ်ဘဲအသင်းအတွက်မှမလွယ်ပါဘူး။ဒါပေမဲ့လည်း Liverpool အသင်းကဒီလိုပွဲမျိုးကသူတို့အတွက်ပေါ့နော်။ ရလက်စူးတွေကနေတစဉ် bounce back ဖြစ်အောင်ပြန်ပြီးတော့လုံနိုင်ရမယ့်အနေအထားမျိုးဒီမတိုင်ခင်မှာလည်း Champions League မှာ Frankfurt လိုအသင်းမျိုးကို၅ဂိုးတကူတွေပါနေတဲ့အနိုင်ယူထားတယ်ဆိုတော့ Liverpool အနေနဲ့အချိန်ကြီးပြန်ကောင်းလိမ့်မယ်လို့ကျွန်တော်ပြောနော် Premier League မှာမဖြစ်မနေဆိုလို့အနိုင်ပြန်ယူလို့တယ်ဆိုတာကိုသိထားပြီးသားပဲတိုးတိုးလည်းပဲအချိန်ကြီးကောင်းအောင်မလုံနိုင်ခဲ့ကြဘူးเนาะ Liverpool အနေနဲ့ဒီရဒီမှာဆိုလို့ရှိရင် set piece တွေเนาะကျွန်တော်ဒါ corner တွေဟာလာပြီးလို့ရှိရင်ကျွန်တော်တို့ပြောနော်အလွတ်တေကန်ဘောတွေ long throw တွေဒါတွေနဲ့ပတ်သက်လို့ရှိရင်တို့တွေပြဿနာအများကြီးကြုံနေရပါတယ် ဒါကိုလေပါဦးအနေနဲ့ဘယ်လိုဖြည့်ရှင်းမလဲကျွန်တော်ကြည့်ရမယ်။အာနီစလော့အတွက်တော့ကျွန်တော်ဘောနော်ဒီမတိုင်ခင်ကလည်းပဲသူတို့ဒီပရီးမီးယားလိမှာဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်ကိုအိမ်ငွေးကြီးမှာရှုံးထားတာဖြစ်တယ်လို့ချယ်ဆီတို့ကလည်းသူတို့ရှုံးနေခရစ်စတယ်ပယ်လစ်တို့ကလည်းသူတို့ရှုံးနေအစင်တက်ကအာဆင်နယ်နဲ့လည်းတော့သူတို့ကြားထဲမှာအမှတ်ကွာဟမှုတွေကတော်တော်ကြီးကိုကြီးသွားပြီဆိုတော့အချင်းကြီးကမဟန်မှုလို့ကျွန်တော်ပြောရမယ်ဘောနော်ဆိုတော့နောက်တဲ့ပွဲကတော့ဝူဘာနန်နဲ့ဘန်လီပါဘန်လီကတော့အဝေးခွင့်မှာ2-3ဆိုတဲ့ရန်နဲ့အနိုင်ယူထားခဲ့တဲ့အတွက် ဥပဟန်တန်ရဲ့ဒီယာဒီပေါ့နော်နိုင်ပွဲပြောက်နေသေးတဲ့ပုံစံကိုဆက်ပြီးတော့ထိန်းထားအောင်ဒီလိုလုပ်ပေးနိုင်ခဲ့တယ်တန်တက်ကလတ်တင်ဖြစ်တဲ့ဘန်လီတွေ့တော့တကယ်ကိုကောင်းနေရတဲ့လူကျွန်တော်ပြောရမှာပေါ့လေဒီလိုမျိုးပရီးမီးယားလိမှာတိုင်ပတ်နေပါပြီဆိုတဲ့အသင်းတွေနဲ့တွေ့တဲ့အခါသုံးမှတ်အပြည့်တော့သူတို့ရလိမ့်မယ်လို့မျှော်လင့်ကြတာပဲတကယ်လည်းပဲကျွန်တော်ရခဲ့တယ်။ဥပဟန်တန်ရဲ့ဘက်ကတော့ဒီယာဒီတပွဲမှန်သူတို့နိုင်ပွဲမရသေးတာခါတတော်စိတ်ပျက်စရာပါ။နော်တော်တော်ကိုစိတ်ပျက်စရာပါဆိုတော့ရှေ့ဆက်ပါလို့နိုင်မလဲကျွန်တော်ကြည့်ရမယ်။ဆိုတော့အာဆင်နယ်ကခရစ်စတယ်ဘဲလစ်ကိုနော်ဘဲလစ်ကစားမဟောင်းတယောက်ပြည့်တဲ့အဇီရဲ့ twin ကိုတကူတဲ့နဲ့အနိုင်ရတယ်။ အဇီနီနဲ့တော်တော်ကောင်းတဲ့သွင်းကူးနဲ့ကျွန်တော်ပေါ့နော်ဒါအဲပြီးအာဆင်နယ်အတွက်9ပွဲယူပေးခဲ့တာပါဆိုတော့အာဆင်နယ်ဘက်ကတော့ခန်းစစ်ကလည်းပဲဂိုးတွေထပ်ပြီးတော့မပေးခဲ့ရတာဖြစ်တဲ့အတွက်အာဆင်နယ်ရဲ့ကျွန်တော်ပေါ့နော်ဥရောပရဲ့အကောင်းဆုံးခန်းစစ်ဆိုတာကိုဆက်ပြီးတော့တက်တည်ပြနိုင်ခဲ့တယ် ပရီးမီးယားလိမ်းမှာလည်းကျွန်တော်အကောင်းဆုံးခန်းစည်းကိုပိုင်ဆိုင်ထားသလိုချန်ပီယံစ်လိမ်းမှာလည်းအကောင်းဆုံးပိုင်ခန်းစည်းကိုသူတို့တွေပိုင်ဆိုင်ထားကြောင်းသူတို့တိတ်တိတ်ပြနိုင်တယ်ဆိုတော့ဒီပွဲမှာလည်းခရစ္စတယ်ဘဲလစ်တို့ဘာလို့ဆိုရမလဲကဂိုးရဖို့မလွယ်ပါဘူးဒါအပြင်ခရစ္စတယ်ဘဲလစ်ရဲ့တိုက်စစ်စဉ်ကစားပုံတွေကအသင်းကြီးတွေဆိုလို့ချင်းကောင်းကောင်းဒုက္ခပေးလိရှိတဲ့တယ်မှာပါတော့အာဆင်နယ်တို့ကပေါ့နော် challenging ဖြစ်ခဲ့တဲ့ဒါတော့အမှန်ပဲဒါပေမဲ့လို့အာဆင်နယ်ခန်းစည်းကိုပောက်ပြီးတော့ဂိုးသွင်းရလောက်အောင်ဒီတော့အခြေအနေမကောင်းခဲ့ဘူးဒီနေရာမှာနောက်ခံကစားမှပြတဲ့ဂါဘရီယယ်ကျွန်တော်တို့ block တွေကအရင်အကြီးပါခဲ့တာ เนาะခါဂါဘရီယယ်ဆိုလို့ရှင်စာလီဘတ်ထက်အများကြီးပူကောင်းအောင်ဒီပွဲမှာကျွန်တော်လုတ်ပြနိုင်ခဲ့တာခန်စစ်တန်းကိုလည်းသူဥဆောင်ပြီးတော့ကျွန်တော်ကစားနိုင်တယ်เนาะဒါအပြင်ဘယ်လိုပြောမလဲအာဆင်နယ်အနေနဲ့ပေါ့เนาะဒီမစ်ဘလော့တေဘာရီနဲ့ကစားတဲ့အခါမှာသူတို့ပြီးခဲ့တဲ့ရာသီတွေရုံးကန်လေးရှိတဲ့အခြေအနေတွေကိုလက်ရှိဒီပွဲဒီဒီရာသီတွေမှာတော့သူတို့ပယ်ဖြတ်ပြနိုင်ပြီပေါ့เนาะဆိုတော့နောက်ထပ် set piece ကနေပဲအဲကအာဆင်နယ်ဘက်ကတော့1-0ဆိုတဲ့ရလနဲ့ကျွန်တော်တို့ဒါအဇီယက်ကတော့တော်တော်ကောင်းတဲ့ကန်ကျင်နဲ့အနိုင်ရတယ်ပေါ့လေဆိုတော့ ခရစ်စတယ်ပယ်လစ်တို့ကတော့သူတို့ကစားမဟောင်းကကျွန်တော်တို့ကဂိုးသွင်းသွားတယ်ဆိုတဲ့အခါကျတော့နည်းနည်းခံမြင့်စရာတော့ဖြစ်မှာပေါ့ဗျာဆိုတော့မန်ချက်စတာစီးတီးကလည်းကျွန်တော်အဝေးကမှ1-0ဆိုတဲ့ကြတဲ့နဲ့ကျွန်တော်ဒီအက်စတူမီလာကိုရှုံးနေနော်အက်စတူမီလာကိုရှုံးနေစီးတီးအတွက်တော့တကယ်တမ်းကဗျာလီဗာပူးသင်းတို့ဘာလို့အမှတ်တီးညော့နေတဲ့အချိန်မှာအာဆင်နယ်ကလည်းပေါ့နော်တောက်လျှောက်စုလို performance တွေကောင်းနေတော့သူတို့နဲ့အမှတ်တီးကွာမသွားဘူးပဲကျွန်တော်ကျူးပန်းမှာ အဒီဘွဲကိုလည်းကျွန်တော်ပြောပြမယ်မန်ချက်စတာစီးတီးအတွက်လွယ်လွယ်ကူကူဖြစ်ခဲ့မယ်လို့တော့ကျွန်တော်တို့ထင်မှတ်ထားဘူးဒါပေမဲ့နိုင်မယ်လို့တော့ကျွန်တော်မျှော်လင့်ထားတာဘာလို့လဲဆိုတော့အက်စတိုမီလာဟာဒီတရားဒီလုံးနီးပါးကျွန်တော်ခြုံကြည့်ရင်အရင်ကြီးကောင်းပါလေဆိုတဲ့အနေအထားမျိုးတွေပြထားတာမျိုးကျွန်တော်ဟုတ်မနေသေးလို့ပဲပေါ့နော်သို့တည်းလည်းဒီမတိုင်ခင်ကတော့အက်စတိုမီလာရဲ့ဘက်ကစပါးကိုအဝေးကမှ1 2နဲ့အနိုင်ယူထားတာလို့ဘာလို့ကိုကျွန်တော်ကြည့်ရင်တို့တို့ကပေါ့နော်ဒီဘွဲကလုံးဝဆိုလိုဘယ်လိုပြောမလဲ ဒီယုံကြည်မှုတွေကကျွန်တော်မြင့်တက်နေလိမ့်မယ်ဆိုတော့ဒါတွေးထားကြပြီးသားပေါ့နော် CDF ဘက်ကတော့တချို့အခွင့်အရေးတွေရခဲ့တယ်ဆိုပေမဲ့လို့ဘာမှကျွန်တော်မလုံနိုင်ဘူး Aston Villa ကလည်းလို့တင်မှာပြန်ပြီးတော့အချိန်ကြီးကောင်းလာပါပြီအရင်တုန်းကရာသီစ၄၅ပွဲလောက်ထိကိုသူတို့တော်တော်တိုင်ပတ်ခဲ့တာဒါပေမဲ့လို့လက်ရှိမှာဆိုလို့ချင်းသူတို့၉ပွဲကစားပြီးတဲ့အချိန်မှာ၄ပွဲတိပြန်ပြီးတော့နိုင်လာပြီပေါ့နော်၄ပွဲတိပြန်ပြီးတော့နိုင်လာပြီ၃ပွဲတိကြပြီးတော့၂ပွဲပဲရှုံးနေထားသေးတယ် ဲ့တော့ခါကြတော့လက်ရှိမှာဆိုလို့ရင်အဆင့်၈တီဘာတွေတိပါကျွန်တော်ပြန်ရောက်လာပြီအရင်တုန်းကယာစီဆဆချင်းဆိုလို့ရှိရင်တိုက်စစ်ကတကူးမမရဘူးလို့သိတယ်မလားဟိုဘယ်လိုပြောမလဲခန်းစစ်ကဂိုးဒီပြီးနေရတယ်လို့เนาะဒါမှမဟုတ်မြင်ရတာဟိုပရှုံးပွဲဆိုတာတက်ပေါ့နော်တေးပွဲတွေကပူများနေတယ်ဗျ S2 မီလာကယာစီဆမှာဒါပေမဲ့အခုတော့နိုင်ပွဲတွေပြန်ပြီးယူနိုင်တယ်အဆင့်လေးအတိုင်းအတာတကူးပြန်ကောင်းလာပြီဆိုတော့ တော်ကြီးကိုအချီညီကဟုတ်လာပြီးပြောရမှာပဲเนาะငါးဘွေစက်တိုက်နိုင်ထားပါတယ်ယာစီအစကတော့ငါးဘွေစက်တိုက်နိုင်ထားပါတယ်ဆိုတော့လေဘာဦးတို့လိုအသင်းမျိုးတွေနဲ့ပါအမှတ်တီပါတွေတူလာပြီးဆိုတော့နီးပြဖြစ်တဲ့ကျွန်တော်သာခုနိုင်အမ်ရီရဲ့အသင်းကဘယ်လောက်ထိအချီညီကောင်းလာပြီလဲဆိုတော့ကျွန်တော်ကောင်းကောင်းတွေးနိုင်နေပါတော့မန်ချက်စတာစီးတီးအတွက်ကတော့ကျွန်တော်သာအဆင့်9မှာရှိနေသေးတယ်ပေါ့လေဆိုတော့လည်းတော့ဒီကျွန်တော်တို့ဒီသူတို့နဲ့အာဆင်နယ်တို့ဂျားလိမ်မှာဆိုလို့ရှိရင်လည်းပဲ အမှတ်တွေကကျွန်တော်ကွာသွားပြီပေါ့နော်အမှတ်တွေကကျွန်တော်တို့တော့ကွာသွားပြီအာဆင်နယ်ကတော့ထိတ်ဆုံးမှ ठी ठी ရက်တည်နေရတယ်ဆိုတော့ဒီပွဲစီတီတို့ရှုံးနေခဲ့တာကလည်းအာဆင်နယ်အတွက်ပူပြီးတော့ကျွန်တော်ကကောင်းခဲ့တဲ့ပွဲလို့တော့ကျွန်တော်ပြောရမယ့်အနေအထားမျိုးပါဆိုတော့နောက်တစ်ပွဲကိုကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်နောက်တစ်ပွဲကိုကျွန်တော်ကြည့်ရမယ်ဆိုရင်ဘုံမောက်က Northern Forest ကို9-6မရှိနဲ့ကျွန်တော်အနိုင်ရပြီးတော့အဆင့်1နေရာထိတက်လန်းလာနိုင်ပါပြီ ဘုံမောင်းအင်းနဲ့ဒီယာဒီမှာတော်တော်ကောင်းတဲ့ performance တွေပြထားတဲ့เนาะခန်းစစ်မှာလည်းကစားမားတွေအများကြီးလက်လွတ်ထားပြီးမြေနီးပြရဲ့အချင်းဒီဒီကဒီအတင်းကိုအကောင်းဆုံးဖြစ်အောင်သူတို့လုပ်ပီးထားပြီးတော့ forest လိုမျိုးနီးပြအပြောင်းလဲဖြစ်ထားတဲ့အတင်းကိုသူတို့အိမ်ဝင်းမှာသူစည်းဆိုတဲ့ရလနဲ့သူတို့အနိုင်ယူနိုင်စေပဲပေါ့နော် forest ကတော့အပြောင်းလဲတွေရှိထားတယ်ဆိုတော့အဲ့ဒီအပြောင်းလဲတွေကနေကောင်းလာဖို့အတွက်ကချက်ချင်းတော့သူတို့တွေမျှော်လင့်လို့တော့မရဘူးပေါ့လေတော့ဒီဘွဲမှာဘုံမောကတော့ပူကောင်းခဲ့တဲ့အတင်းဆိုတဲ့ခါကျတော့ AC သူတို့အနိုင်ရတယ်ဆိုတော့နောက်ဆုံးပွဲဖြစ်ကစားခဲ့တာက Everton နဲ့ Spurs ကိုကစားတဲ့ပွဲပါ စပားကတော့ကျွန်တော်ရှေ့ပွဲမှာပေါ့နော်အဲအက်စနူမီလာကိုအိမ်ဝင်းကြီးမှာရှုံးနိမ်ထားတယ်ဆိုတော့ဒီပွဲကသူတို့အတွက်ပြန်ပြီးတော့တခုခုလှုပ်ပြနိုင်ရမယ့်အခြေအနေမျိုးမှာသူတို့ရအောင်လှုပ်ပြနိုင်ခဲ့တယ်3-0ဆိုတဲ့ရတဲ့နဲ့အဝေးခွင်မှာနိုင်တယ်မီကီဗန်နီဘက်ရဲ့တောင်းကန်ဘောကနေ2-0ရလာပြီးတော့ပေါ့နော်အဲပါဗီဆာရဲ့နောက်ထပ်ခေါင်းတိုက်ကူတကူနဲ့သူတို့တွေဒါတုံးကိုပြည့်နဲ့သူတို့နိုင်တာပေါ့လေအေဗာတန်ကတော့တကယ်ကောင်းတဲ့ကံကြက်အခွင့်အရေးတွေကျွန်တော်ရခဲ့တယ်ဆိုပေမဲ့လည်းလို့အခြေအနေကောင်းအောင်မလုပ်နိုင်ခဲ့ဘူးဂိုးရီပါတွေသူတို့မရခဲ့ဘူးပေါ့နော်စပိုင်းရဲ့ဘက်ကတော့ ကူပြက်နေပါလိမ့်နိုင်ပွဲတွေပါလိမ့်ရတယ်ဆိုတော့အချင်းကြီးကောင်းနေကျွန်တော်ပြောရမှာပဲ။ဒါကြောင့်စပါးကတော့ဖြစ်တဲ့နိုင်ပွဲတွေကျွန်တော်ရအောင်ပြန်ယူပြထားပြီးတော့အဆင့်3ကိုပြန်ပြီးတော့တက်လာနိုင်ပြီပေါ့နော်။လက်ရှိမှာဆိုလို့ရှိရင်ကိုပဲကစားပြီးတဲ့အချိန်မှာသူတို့18မှတ်တီသူတို့ရထားပါတယ်။18မှတ်တီသူတို့ရထားပါတယ်။ဆိုတော့ Thomas Frank အတွက်တော့ဒါပြန်ပြီးတော့ရလက်တီကိုတည်ငြိမ်အောင်လှုပ်ထားဖို့အချင်းကြီးအေးရှိတဲ့နေသားမျိုးပေါ့နော်။ဆိုတော့ဒါအပြင်ပြည့်ရတဲ့ပွဲစဉ်တွေမှာ time back ခဲ့ပါတယ်ဆိုတော့ Vicario တို့ဘာတို့ကလည်းဒီပွဲမှာတော်တော်ကောင်းတဲ့เนาะကျွန်တော် safety ကိုလုတ်သွားနိုင်ခဲ့တာ ပြန်မဆိုးဘူးလို့ကျွန်တော်ပြောရမှာပဲเนาะဆိုတော့အာညီကတို့ရောဘလူးမင်းညလဲဒါတွေကတော့လက်ရှိမှာပရီးမီးယားလိပွဲစဉ်9ရက်ဒါ weekend round up ပေါ့လေဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးအများကြီးပါတယ်